ဘောခင်ဗျာအားလုံးမင်္ဂလာပါ cloud corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညချိန်မှန်ကစားသွားကြတဲ့လီဗာပူးနဲ့ Manchester United တို့ရဲ့ England Derby ပွဲပြီးသုံးသက်ချက်လေးဗီဒီယိုလေးမရဖြစ်ပါတယ်ဒီဗီဒီယိုလေးမပြောခင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ကတဲ့ရင် like subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ်โอเคရဆိုလို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်အဲကျွန်တော်တို့အဲအင်ဂျင်ဖြစ်တဲ့လေပါဘူးကတော့သူရဲ့ AM feed ကမှာပဲ1 2ဆိုပြီးတော့ အဲရှုံးနေမှုထပ်ပြီးတော့ကြုံတွေ့ထားရတယ်ဗျာဒီရှုံးနေမှုကြောင့်ပြင်းပြလေးမှာ၃ဘွဲ့ဆက်ရှုံးနေပြီးတော့ချက်မဲ့လိုက်တပွဲပါအပါဆိုလို့ဆိုရင်အဲရှုံးနေမှုက၄ဘွဲ့တောင်ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့တော်တော်လေးမှအခြေအနေစိုးဝါးလွန်းနေတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ကအဲကောင်းမွန်တဲ့ကစားသမားတွေကိုခေါ်ယူထားနိုင်တဲ့အချိန်မှာအဲကစားသမားအသစ်တွေနဲ့အဟောင်းနေတဲ့ဂျားတွေကနားလည်မှုကတော်တော်လေးမှအဆင်ပြေသေးဘူးလို့တော့မြင်ရတယ် ။ဘာဖြစ်လို့လဲဆိုရင်လေဘုရဲ့အဲဒီနေ့ပွဲမှာတော့အတင်းမှာကျွန်တော်များစွာလိုအပ်ချက်တွေလည်းရှိခဲ့တယ်။အဒုတိယပိုင်းမှာပွဲရဲ့ချင်းကပ်ပုံပထမပိုင်းမှာတော်တော်လေးမှာဆိုးဝါးလုံးနဲ့အခြေအနေလိုလိုပြောလာရမှာဗျာ။အဲဒုတိယပိုင်းမှာကြာတော့သူတို့ဒါနဲ့ပွဲချင်းကပ်ပုံတွေကိုပုံစံတွေပြောင်းလိုက်တယ်။အဲတင်းကိုးတွေကိုသူတို့ရာယူထားနိုင်မဲ့အခြေအနေတွေရှိခဲ့ပေမဲ့ဒါမဲ့ခန်းစည်းရဲ့အမှားတွေကြောင့်ပဲအတူဥဆောင်မိုးတွေသူတို့ထပ်ပြီးတော့ပြန်ပေးလိုက်ရတယ်။ ပရီးမီးယားလိမ်းမှာကျွန်တော်တို့ရုံးကနေရပါတယ်ဆိုတော့ MM MO ရင်းနဲ့တွေ့ရင်တော့မှရှုံးနေခဲ့တဲ့ဆိုတဲ့အတွက်ကြောင့်တော်တော်လေးမှအရှက်ရပွဲအချိန်လေးလို့တော့ကျွန်တော်တော့ပြောရတယ်ဒီအချိန်လေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ဆိုရင်လီဗာပူးနေနေရဲ့သူတို့အသင်းမှာတော့ဘလောက်ကြီးထိပြဿနာတွေကျွန်တော်များပြနေတယ်လဲဆိုတော့ထင်ထင်ရှားရှားပေါ်လွင်နေတယ်လို့တော့မြင်တယ်။နောက်ဒီနေ့ရသွားတဲ့ကို ပထမဆုံးအနေနဲ့အဲမန်ချက်တာယူနိုက်တက်ရဲ့ရသွားတဲ့ဂိုးကတော့အဲတစ်ဖက်ကကျွန်တော်တို့အဲအဘူမူကိုအဲတော့နောက်တန်းကနေပြီးတော့ကန်တင်မေးလိုက်တဲ့ဘောလုံးကိုအဘူမူကိုခေါင်းတိုက်တယ်ပြီးလို့ဆိုရင်အဘူမူရဲ့နောက်မှာမက်ဂလစ်ဆာရှိတယ်ဗျာမက်ဂလစ်ဆာရဲ့နောက်မှာဘာဂျန်ဘန်ဒိုက်ကဝင်းတော့တိုက်တဲ့အချိန်မှာတော့အဲဘာဂျန်ဘန်ဒိုက်ရဲ့တရောင်နဲ့မက်ဂလစ်ဆာရဲ့ခေါင်းနဲ့ထိသွားတဲ့အချိန်မှာတော့ အဲခေါင်းထိတယ်ဆိုပြီးတော့သူတို့ကတော့ပွဲနားမယ်လို့တော့ထင်တယ်ဒါပေမဲ့ဒိုင်လူကြီးကပွဲပဲမနာပဲနဲ့သူတို့ဘောလုံးကိုခက်မြန်မြန်ပေးပြီးတော့အာ2မိနစ်မပြည့်ခင်မှာတည်းသူတို့သွန်းကိုတွေစိုက်တော့သွင်းနေကြဒါတော့ချောလုံးမှာကြီးမဲ့လိုက်မယ်ဆိုလို့ရှိရင်အဲလေဘဝီရဲ့အဲကွင်းလင်ကတိုက်ပြီးတော့ပြောစရာမရှိပြန်တယ်ဒါပေမဲ့တိုက်စစ်မှာတော့တော်တော်လေးမှပြောစရာရှိခဲ့တယ်ဒီနေ့တွင်းသွားတယ်အဲကိုဒီကိုပူရဲ့အဲတကိုးလောက်ပဲကျွန်တော်တို့ရှိပြီမဲ့ဒါပေမဲ့ထပ်မှာမိုဆာလာတော်တော်လေးဟိုမှာအဲကြာနေတဲ့အချိန်တွေဘက်ကိုသွားတယ်ဗျာအ ။သူ့ငွေသူ့စီကနေပြီးတော့ကျွန်တော်တို့အဲဘောလုံးရဲ့အဲပေးဖို့မှုတွေကျွန်တော်ဖန်ဖန်နှီးမှုတွေမရှိတဲ့အပြင်ကိုသူ့တွင်းကိုနေမှာသူ့အနေနဲ့ပျောက်ဆုံးနေတယ်လို့ကျွန်တော်မြင်တယ်။ပထမပိုင်းတစ်ပိုင်းမှာဆိုလို့ဆိုရင်လည်းကိုရီကပူအနေနဲ့တိုင်နေကန်လိုက်အာဂိုးဘေးတွေကိုကန်လိုက်ဖြစ်နေတဲ့အခြေအနေမှာတော်တော်လေးမှဆိုးဝါးနေတယ်လို့ပြင်မြင်တယ်အဲဒီနေ့ပွဲမှာလည်းအိဆက်ကလည်းထပ်ပြီးတော့ပဲရုံးကနေရတယ်လို့တော့အမြင်သူ့အနေနဲ့နှလုံးလောက်ကိုတော့တစ်လုံးတော့ပထမတစ်လုံးတော့သူ့အနေနဲ့ ဝက်မကန်ကန်ရတဲ့အချိန်မှာတော့ကိုသမားကတော်တော်လေးမှကောင်းမွန်နဲ့စေသွားတယ်။နောက်တလုံးကတော့သူဘေးကနေပြောထွက်သွားတယ်ဗျာ။မူဆာလာအနေနဲ့တော့ဒီနေ့ရတဲ့အခွင့်အရေးတပွဲလုံးတိုင်းနိုင်ရမယ်ဆိုလို့ရှိရင်ဗျာဟို3ဂိုးလောက်ထိသူ့အနေနဲ့တွင်းလို့ရတယ်။ဒါပေမဲ့သူ့အနေနဲ့တေချာအဆုံးမသက်လိုင်းနိုင်တဲ့အချိန်မှာတော့ဒီနေ့ဘက်မှာကျွန်တော်ထပ်ပြီးတော့ရှုံးနေမှုအဲကြုံတွေ့ရတယ်လို့တော့မြင်တယ်။တစ်ဖက်ကမန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်ကတော့ဒီနေ့မှာတော်တော်လေးမှကောင်းမွန်ခဲ့ပါတယ်။ သူပထမဦးဆုံး2မိနစ်လောက်မှတည်းကသူတို့ဥဆောင်လို့ရတယ်ပြီးလို့ရှိရင်သူပထမပိုင်းတစ်ပိုင်းလုံးဆိုလို့ရှိရင်ဘောလုံးအလောက်ထိအများကြီးမကင်ထားဘူးဒီဘူးကဘောလုံးပေးကင်ထားတယ်သူတို့အဲကောင်းတာဟိုပဲတစ်ချက်ပြန်ပြီးတော့စောင့်တယ်ပြီးလို့ရှိရင်သူနောက်တော့တော်တော်လေးမှချစ်ချစ်လေးလေးလေးကိုဒီနေ့အဆော့သွားတာမြင်မြင်တွေ့ရတယ်ဗျာအထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလူးတွေဘာမျိုးဆိုမပိုင်းရတို့ဘာတို့ဟိုထောက်တုံးလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့ရဲ့ခံစစ်ကိုအသားပေးပြီးတော့ဆော့သွားမယ်ဆိုတာတော့ကျွန်တော်တို့ထင်သာမြင်ရတယ် ဒီတင်လူရှော့တို့ပါတော့ဒီလေးတို့ပါနဲ့တွဲလိုက်လို့ဆိုရင်အမ်မန်ချက်စတာယူနိုက်တက်နောက်တန်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့မြင်ရတယ်ပြီးလို့ဆိုရင်ကွင်းလေကွင်းလေမှာလည်းဒီနေ့အဲသူတို့နည်းနည်းပြန်ပြီးတော့ကျင်လူစားတွေပါတွေလဲလာတယ်ဗျာထုတ်ပစ်ဆိုတဲ့ကျွန်တော်တို့အဒီလက်တို့ပါတို့ပါလာတယ်ပြီးလို့ဆိုရင်ဖာနန်ဒက်ကက်စမဲတို့နဲ့တွဲပြီးတော့ပြီးလို့ဆိုရင်အတစ်ဖက်ကကျွန်တော်တို့အာမတ်တို့ပါတို့နဲ့တွဲလာဒီနေ့ပွဲမှာလည်းအာမတ်ကိုဟိုတစ်ဖက်ကအဲ လီဗာပူးရဲ့ကစားသမားတွေဖြစ်တယ်ကျွန်တော်ကာကက်တို့ဘာလို့အဲတော်တော်လေးမှအဲထိမ့်သိမ်းရတယ်လို့မြင်တယ်အဲဒီဘက်ကကျွန်တော်တို့ပလက်တီဆိုလို့ဆိုရင်လည်းအဲဒီတိုင်းပဲဒီနေ့ပွဲမှာပလက်တီအနေနဲ့လည်းပုံစံကောင်းနေမပြတ်ထားနိုင်ဘူးလို့တော့ကျွန်တော်မြင်တယ်အဲကွင်းလင်မှာကွင်းလင်မှာတော့ဒီနေ့ပွဲမှာတော့ဂရမ်ဘတ်အနေနဲ့ဆီယာနေပါကျွန်တော်မြင်တွေ့နေကြပုံစံမှာရှိမနေပဲနဲ့မက်ကလင်ကစားလည်းဒီတိုင်းပါပဲဘာဖြစ်လို့ဆိုရင်မက်ကလင်စားအနေနဲ့သူပထမအဲ တရောင်နဲ့အတူထိပ်ပြီးတော့ခေါင်းတန်ရံရပြီးတဲ့နောက်ပိုင်းမှာသူ့စီကနေတိတ်ပြီးတော့အဲဘောလုံးတွေကတိတ်ပြီးတော့မထွက်တော့ဘူးဘောလုံးတွေကလည်းအပြတ်များနေတဲ့အတွက်ကြောင့်ဒီအတင်းမှာတော့တခခုပြဿနာရှိနေပြီလို့တော့ကျွန်တော်ထင်တယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တစ်ဖက်ကတော့ Manchester United ရဲ့တိုက်ဆက် Manchester United ရဲ့တိုက်ဆက်ကတော့ဒီနေ့မှာအပြောင်းလဲတွေပါလောက်လာတယ်ဗျာအထူးသဖြင့်သူတို့အဲ ဆက်စကူနေရာမှာကုညာတို့ဘာတို့ထည့်လာတယ်ပြီးလို့ဆိုရင်အမူးမူတို့ပြီးတော့မက်ဆီမော့တို့နဲ့ဒီနေ့ပွဲမှာတို့ပွဲထွက်လာတယ်ဒါပေမဲ့မက်ဆီမော့ကတော့အပထမပွဲနဲ့စားလို့ဆိုရင်တော့ဒီနေ့ပွဲမှာတော့သူ့စီကနေရောအဘောလုံးပေးပမှုတွေပြီးလို့ဆိုရင်ဖန်တီးမှုတွေတိုက်ပြီးတော့အမရှိသလောက်လို့တော့ကျွန်တော်တော့မြင်တယ်အဲဒီနေ့ပွဲမှာအမန်ချက်စတာယူနိုက်တက်ကအတေချာလေးအဂိုးတာတွင်းသွားမယ်ဆိုလို့ဆိုရင်ဆိုးစီတီကဂိုးပြတ်သွားမယ်လို့တော့ထင်တယ်ဘာတက်ကြောင့်လဲဆိုလို့ဆိုရင်အဲသူတို့1 by 1တွေးတဲ့ အာတလုံးရယ်ပြီးလို့ဆိုရင်အဂိုသမစီကနေပြန်လွတ်ပြီးတော့လွတ်ကြတဲ့အလုံးကိုဖာနန်ဒက်ကနေပြီးတော့နောက်ပေါက်နဲ့သွင်းတာမိုးထောင်သွားတယ်အဲ့အလုံးကြီးရှိတယ်ဗျာဒါပေမဲ့သူတပွဲတိုင်းတပွဲလုံးတိုင်းနိုင်ရဆိုလို့ဆိုရင်သူတို့လည်းတော်တော်လေးမှကောင်းမွန်တယ်ဒါပေမဲ့သူတို့အဲ့လိုထိဘလုံးကိုတိတ်မကန်ဘူးဗျာလေဘူးကိုပိတ်ကန်ထားပြီးတော့ပြီးလို့ဆိုရင်သူတို့ကလေဘူးရဲ့အမားတွေကိုပဲစောင့်ပြီးတော့ဒီနေ့ပွဲမှာကစားသွားတယ်လို့တော့မြင်တယ်ဒီတိုင်းကြောင်လည်းသူတို့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုဗျာ ပြတ်တာထားနိုင်တယ်ဗျာပြီးလို့ဆိုရင်ကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ပဲဒီနေ့တင်းရထိရိုက်တွေးဆုံမှုမှာအဲဘာမှမဆိုဖြစ်သွားနိုင်တယ်အဲတစ်ဖက်ကလည်းတော်တော်လေးမှအဲကောင်းနေပါတယ်ဆိုတဲ့အချိန်မှာတော့မှနှစ်တင်းစလုံးကအဲအင်္ဂလန်ဒါဘီပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့ပွဲတွေကိုသူတို့နှစ်တင်းကပုံဖော်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းဒီတိုင်းဖြစ်သွားတယ်အဲတစ်ဖက်ကတော့ဆိုးဝါးလုံးလာတော့လေဘာကူကတော့တော်တော်လေးဥမာအဲဆိုးတယ်လို့တော့အချိန်နေတော့မြန်တသိန်းလုံးတိုင်းတားရတယ်ဆိုလို့ရှိရင်တိုက်ဆက်မှာလည်း အခုချိန်ထိအဲဘသူ့ရွေးချယ်ရမယ်မသိဘူးပြီးလို့ဆိုရင်နောက်တန်းမှာလည်းနောက်တန်းကစားသမားတွေလို့လို့တရားလေအဲပွဲတွေကကျွန်တော်တို့များလာတယ်လေအမှားတွေပို့ပြီးတော့လှုပ်လာပြီးတော့အသွင်းကိုတွေပါရအောင်သွင်းကိုတကိုးထက်ကိုသွင်းနိုင်ဖို့ဆိုတော့တော်တော်လေးဥမာခက်ခဲသွားတဲ့အခြေအနေတွေလို့တော့မြင်ရတယ်အခုချိန်ဒီနေပြအာနီစလော့အနေနဲ့မိုဟာမက်ဆာလာရဲ့အသက်အရွယ်ပိုင်းခြားတော်တော်လေးဥမာကျနေတဲ့ဘက်မှာရှိနေတဲ့အချိန်မှာသူ့စီကလည်းဘောလုံးတွေကလည်းပြေးပို့မှုမရဘူးပြီးလို့ဆိုရင်ဗျာ ။အဲ Twin ကိုတွေကလည်းဝမ်းမှန်ဝမ်းတွေးနေတဲ့အချိန်မှာတော့သူသူစီကနေပြောကျွန်တော်တို့အဆုံးသက်ကောင်းမွန်မှုတွေမရှိခဲ့ဘူး။မနေ့ကအချိန်နေနဲ့ဒီနေ့အချိန်နေနဲ့တော်တော်လေးဥမာမူဆာလာကြောက်ရတဲ့အတွက်ကြောင့်မူဆာလာဘာဖြစ်လို့စောစောဆီးဆီးမလဲသိနေတာလဲမလဲတာလဲဆိုတော့အာနိပြအနေနဲ့ကျွန်တော်တစ်ချက်တော့မွေးကောင်းထုတ်လိုက်။ဘာဖြစ်လို့ဆိုရင်ဗျာအာမူဆာလာနေနေမှာဖင်းပေါင်ဝိုင်းလာတော့မှတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေကိုကျွန်တော်မြင်တွေ့ရတယ်။တိုက်စစ်ပိုင်းကိုပို့ပြီးတော့လိုက်ပါပြီးတော့တိုက်စစ်ပို့တော့မြန်သွားတယ်ဗျာ။ မိလို့တင်ခေစားခေစားလဲကျွန်တော်ပွဲနဲ့လို့လုံးပါပဲပြောကြတယ်ဆိုပဲဘယ်လိုဖြစ်လဲကျွန်တော်ခေစား तू ဝင်လာပြီဆိုလို့ရှိရင် तू အနေနဲ့တခုလုံးပြနိုင်မယ်ဆိုတော့အဲပုံစံသွားတယ်ဗျာဒီနေ့ပွဲမှာလဲ तू ဝင်လာပြီးတော့ကျွန်တော်တိတ်ပြီးတော့မကြောက်ဘူးသူစီကနေ goal ထောက်ပံ့မှုတွေပါလိရတယ်ဒီတွက်ကြောင့်လဲတကူရတယ်ပြီးလို့ဆင်လို့ရှိရင်ကိုဒီကဘူကိုဒီကဘူလဲဒီနေ့မှာအတင်းကိုတကူတာတွင်းသွားတယ်သူစီကတော်တော်လိုအပ်ချက်တွေများခဲ့ပါတယ်ဒီနေ့အဲတပွဲလုံးတိုက်နိုင်ရဆိုရင်ကိုဒီကဘူအနေနဲ့ဟိုတိုင်နေကြီးပဲဟို တည်တံကန်နေသလားတော့မှတ်နေမှတ်ရတယ်ဗျာအဲသူ့စီကနေပြီးတော့ကန်တော့ကန်တယ်ဒါပေမဲ့ဂိုးတိုင်တွေထိပြီးတော့ပဲပြန်ပြန်ထွက်လာပြီးတော့ပြီးတော့ဆိုရင် frame mount ဝင်ပြီးတော့2မိနစ်လောက်ပဲကြာတယ်ဟို frame mount စီကနေတော့ကျွန်တော်ဖြတ်တင်ပေါ်ရတယ်ဖြတ်တင်ပေါ်ရတာကိုကိုဒီကပူလွတ်လွတ်ကျွတ်ကျွတ်ကြီးခေါင်းတိုက်တာကိုဟုတ်ကဲ့ကိုစီပြရထောက်ပါဒီဒီရဲ့အဆုံးသက်မသေးချာမှုကြောင့်လားဒီနေ့မှာထပ်ပြီးတော့ပေးဆက်လိုက်ကြတယ်လို့ပြင်းနေတည်ချင်း အခုလိုမျိုးအခြေအနေတွေကဆက်ပြီးတော့သွားမယ်ဆိုလို့ကျင်တေချာတယ်ကျွန်တော်တို့အဲနောက်တစ်ပွဲလောက်ဆိုလို့ဆိုရင်ဒါကျွန်တော်ပြီးမြန်လေးတိုက်တဲ့ရေးရနေပြီးတော့ထောက်ခွာသွားလို့ရပြီလို့တော့ကျွန်တော်မြင်တယ်ဒီစုဖွဲ့နဲ့ဆိုလို့ဆိုရင်အဲနောက်နေ့မှပို့ပြီးတော့ကောင်းမွန်တဲ့ပုံစံနဲ့ပြန်ပြီးတော့လာမယ်လို့တော့မြင်တယ်ဒီတိုင်းလာဆက်သွားမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်ချန်ပီယံလိကိုဝင်ဖို့တောင်းမှာနောက်နေ့ချန်ပီယံလိဝင်ဖို့တောင်းမှာတော်တော်လေးကအဲကြိုးစားသွားမယ်လို့တော့မြင်တယ်ဘာအတွက်ကြောင့်လဲဆိုလို့ဆိုရင်ကစားသမားတွေရဲ့အပြောင်းလဲတွေမှာ ကျွန်တော်တို့အမနစ်ကနေမတူဘဲနဲ့ကစားသမားတော်တော်များများအောင်ပြောင်းထားပြောင်းလဲထားတဲ့အတွက်ကြောင့်ကစားသမားတွေအချင်းချင်းကိုကျွန်တော်အခုချိန်ဒီကိုနားလည်မှုတိတ်ပြီးတော့မရှိသေးဘူးလို့တော့မြင်တယ်။ဘာတော့ကြောင့်လဲဆိုတော့ကွင်းလင်မှာလည်းဘောလုံးကတော့ကင်ရောကင်ထားတယ်။ကွင်းလင်ရဲ့နောက်တန်းဘောလုံးကန်တာပြီးလို့ဆိုရင်အဲတိုက်စစ်ကိုဘောလုံးဖြန့်ဝေမပေးနိုင်ဘူး။ဖြန့်ဝေမပေးနိုင်တဲ့အတွက်ကြောင့်တိုက်စစ်သမားတွေအနေနဲ့တော်တော်လေးဥမှာ ကိုကျင်ဒီဆိုလို့ဆိုရင်ဣဆက်တို့ဘာလို့ဆိုလို့ထပ်ပြီးတော့ရုံးကတ်နေပဲဒါပေမဲ့ EKTK အနေနဲ့ကတော့သူ့ကိုဒါပွဲချင်းပြေးတာပြေးမယ်ဆိုလို့ဆိုရင် EKTK အနေနဲ့တခုတော့သူလုံနိုင်တယ်ဆိုတော့ကျွန်တော်ဆက်လက်တော့ပြသတယ်သူတို့အဲ EKTK ဝင်လာပြီးမှဆိုလို့ဆိုရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တိုက်စစ်တွေကိုမြင်ရတယ်ပြီးလို့ဆိုရင်တစ်ခါက Manchester United ရဲ့နောက်တန်းတွေတော်တော်လေးမှအလုံးရှုပ်ခဲ့သေးတယ်လို့ကျွန်တော်တော့မြင်တယ် EKTK တို့ပြီးလို့ဆိုရင် KSA တို့ KSA တို့ဆိုလို့ဆိုရင်လည်းကျွန်တော်ဒီအခုလာမဲ့ Champion League ပွဲတွေဟာလေဆိုရင် အမိုးစားလာကိုခဏအနားပေးထားပြီးတော့ကျွန်တော်ခြေစားတို့ဘာလို့နဲ့ပွဲထွက်လာမယ်ဆိုလို့ရှင်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းနေလားလို့ကျွန်တော်မြင်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှင်အီစနဲ့ကျွန်တော် EKDK နဲ့ကိုဒီနေ့ဒုတိယပိုင်းမှာသုံးခဲ့လို့ပဲထုတ်ပြီးတော့သုံးလာမယ်ဆိုလို့ရှင်တော့အဲကျွန်တော်အဲနိုင်ပွဲတွေပြန်လဲရယူနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ် ပြန်စင်ကျွန်တော်မန်ချက်စတာယူနိုက်တက် မန်ချက်စတာယူနိုက်တက်ကဒီနေ့ပုံမှန်တော်တော်လေးမှကောင်းမွန်တယ်တော့ပရီးမီးယားလိခွန်မာလဲအောင်ကလည်းနိုင်ဝဲရအောင်ဖုံးပေါ်ထားနိုင်တယ်ဒီနေ့ပွဲမှာလည်းအနိုင်ပွဲရအောင်ပေါ်ထားနိုင်တယ်ဒုတိယပိုင်းမိနစ်80ကျော်ကနေစပြီးတော့လီဗာပူးရဲ့တိုက်စစ်မှန်သမျှကိုသူတို့တော်တော်လေးဟိုမှာကျဉ်းဉဏ်ခံပြီးတော့တောက်လျှောက်လိုလိုမျိုးအဲသူတို့နောက်တန်းကိုလုံအောင်ဆော့ခဲ့တယ်ပြီးမှသူတို့အဲလီဗာပူးရဲ့အမားတွေကနေစောင့်ပြီးတော့ဒီနေ့ပွဲမှာသူတို့အနေနဲ့ နိုင်ရလဲပုံဖော်သွားတယ်လို့ရကျွန်တော်မြင်တယ်ဒီနိုင်ပွဲကြောင့်ပဲ Manchester United တို့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့အခြေအနေတွေဖြစ်ပြီးတော့အဆင့်ရည်တိကျက်တွေကလည်းတော်တော်လေးမှပြန်လဲတလန့်လိုက်မြနိုင်ပြီးတော့အဲဒီချိန်လေးတိုင်းလာဆိုလို့ဆိုရင်တော့ Manchester United အနေနဲ့တောင်နှစ်ကိုတော့ဝီယံဥပဝင်ခွင့်တနေရတော့တော်လေးမှတေချာသွားပြီလို့တော့ကျွန်တော်တော့မြင်တယ်အဲဒီနေ့ပွဲမှာတော့အဲသူတို့ရဲ့အဒီကကတောင်တော့ဖြစ်တဲ့သူတို့ဇက်စကိုတို့ဘာတို့ဒုတိယပိုင်းမှာထည့်လာတယ်ဗျဒါမဲ့အဲသူတို့ကလည်း တိုက်စစ်ကိုတိတ်ပြီးမဆင်နိုင်တဲ့အချိန်မှာတော့ဆက်စကိုတို့အနေနဲ့ကျွန်တော်တို့အဲကိုသွင်းမှုတွေကိုထောက်ပတ်မှုတွေရောဒီနေ့ပွဲမှာတော့မရှိခဲ့ဘူးဒါပေမဲ့ဒီနေ့ပွဲမှာတော့မန်ချက်စတာတူတာယူနိုက်တက်ရဲ့ကွင်းလည်တော့တော်တော်လေးမှာကောင်းမွန်တယ်လို့ကျွန်တော်တို့ပြောပြပြောတယ်ဗျာအဓိကအဖြစ်ကျွန်တော်ဖန်နန်ဒက်တို့ပါတို့ပြီးလို့ဆိုရင်ကက်စမဲတို့တို့ကလည်းတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေပြတတ်ထားတယ်ပြီးလို့ဆိုရင်ဟာဒီမကွိုင်းရတို့ပါတို့ဆိုလို့ဆိုရင်လည်းအဲအသွင်းကိုတွေပါလေအသွင်းယူနိုက်တက်အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်အနေနဲ့ကတော့ဒီနေ့ပွဲမှာတော်တော်လေးဥမှာ အဓိကပြန်ဘက်ကိုအနိုင်ရလက်ပုံဖော်ထားနိုင်တဲ့တော့တော်တော်လေးမှကောင်းမွန်တဲ့အခြေအနေလေးလို့တော့ကျွန်တော်ကတော့ပြောပြတယ်။ Okay အဲဆိုလို့လေအဒီနေ့ညစီမံခဲ့ကြတာကြကြတဲ့ Liverpool နဲ့ Manchester United တို့ရဲ့အပွဲလေးမှာညီကိုတို့အနေနဲ့ရောဘယ်လိုထင်ကြလဲ။မြောက်စင်းနေမှချက်ပြီးတော့ကြပါအောင်လာရောက်ကြည့်ကြည့်ပေးညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ပါဗျာ